ဒွေင်းသီးဈေးတွေခေါင်ခိုင်းနေတဲ့အချိန်မှမှဒွေင်းသီးစတုတီတာကျွေးအောင်မဲ့ပိုးကြဖြူခင်အလုံးမဲ့မင်္ဂလာပါဗမ်မစ်စနောင်းကနေကြွဆိုလိုက်ပါတယ်ပိုးကြဖြူခင်ကအကိုထွန်းနဲ့ယူပြီးတဲ့အချိန်မှာတထဲမကြီးဖြစ်ကိုနေချင်းညချင်းပြောင်းလဲသွားခဲ့တာပါတထဲမကြီးဖြစ်ပြောင်းလဲသွားတဲ့အချိန်မှာတထဲမတယောက်လိုအပြင်းဆင်အပြုတ်မှုတွေကလည်းပြောင်းလဲလာခဲ့ပါတယ်ဒါပြင်အကိုထွန်းနဲ့ပိုးကြဖြူခင်တို့ကအလှတန်းလဲအရန်ကိုရန်ရောလာခဲ့တာပါဘသူနဲ့မှမတူအောင်ပုံစံမျိုးစုံနဲ့လှူဒန်းပင်းနေကြတာဖြစ်ပါတယ် လာမယ့်ရက်မှာလဲဘောကြဖြူခင်က PK ထွန်းစိန်ရွှေရနာဆိုင်ကိုပြန်ဖွင့်တဲ့အနေနဲ့စတုဒိတာအလှကျွေးသွားမှာပါစတုဒိတာအလှကျွေးတယ်ဆိုတာဘောကြဖြူခင်တို့အတွက်တော့သိထူးဆန်းတဲ့အရာမဟုတ်တော့ပါဘူးသူတို့ရဲ့အမြင်လုံးနေချာအရာဖြစ်ပါတယ်ငလျင်ကြောင့်မို့ဆိုင်ကတလားကျော်ပိတ်ထားရတာဖြစ်တဲ့အတွက်ပြန်ဖွင့်တဲ့အချိန်မှာ promotion တွေနဲ့စတုဒိတာအလှလေးပါလုံလာခဲ့တာပါဘောကြဖြူခင်ကဆိုင်ပြန်ဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့ဆန်ရတာကို promotion တွေပေးသွားမှာပါဒါပြင်အထူးအစီအစဉ်အနေနဲ့ဒွင်းတီစတုဒိတာအလှကိုပါထည့်ကျွေးသွားမှာ ှာပေါင်းအခုဆိုရင်ဒူရင်တီကစပေါ်တဲ့ရာသီဖြစ်တဲ့အတွက်ဈေးတွေကလည်းခေါင်ခိုင်းလို့နေတာပေါင်းဒူရင်တီဟာတထေးစာလို့ဆိုလို့ရတဲ့လုံးရာသီပေါ်စအချိန်ဆိုရင်လည်းအရန်ကိုဈေးကြီးပါတယ် ဒွင်သည်ကြိုက်ကြပေမဲ့ငွေချေးအစမပြေတဲ့သူတွေမှာဝယ်စားဖို့အတွက်မတတ်နိုင်ကြပါဘူး။ဒွင်းတီကြိုက်ပြီးဝယ်မစားဘဲနေရတဲ့ဒုက္ခကိုပို့ချဖြူခင်ကကိုချင်းစာရမို့ဒွင်းတီပေါ်ချင်းဆိုစတုရိတာအလှူတွေကိုလှုပ်လေရှိတာပါပြီးကြတဲ့နှစ်တုန်းကလည်းပို့ချဖြူခင်ကဒွင်းတီစတုရိတာအလှူကြီးကိုတခန်းတနားနဲ့လှုပ်ခဲ့ပါတယ်ဘယ်အနုပညာရှင်မှမလုံနိုင်တဲ့ဒွင်းတီစတုရိတာအလှူကြီးကိုလှုပ်ပေးခဲ့တာပါဒွင်းတီကိုစတုရိတာအနေနဲ့အလုံးရာချီကိုလှူဒန်းပေးခဲ့ပါတယ်ဒီနေ့မှလည်းဒွင်းတီစပေါ်ကလေးကပို့ချဖြူခင်ကဒွင်းတီလူ င်စိတ်တွေဖြစ်နေရတာပေါ့ဒါကြောင့်မို့လဲဆိုင်ပြန်ဖွင့်တဲ့အထိမ်းမှန်းနေနဲ့ဆိုင်ကိုလာဝယ်ကြတဲ့သူတွေအလုံးကိုဒွင်းသည်ကျွေးဖို့ဆုံးဖြတ်လိုက်တာပေါ့တမတို့ PK ထွန်းဆိုင်ကိုလာဝယ်ကြတဲ့သူတွေကိုဒွင်းသည်ကျွေးသွားမှာပေါ့ဒါအပြင်နည်းနည်းမများမခွဲကြပဲလာဝယ်တဲ့သူတိုင်းကိုဒွင်းသည်ကျွေးသွားမှာပေါ့ အရင်နှစ်တွေတုန်းကဆိုရင်ဗမာတွင်းသီးတွေကျွေးတာဖြစ်ပေမဲ့ဒီနှစ်မှာမွန်ထောင်းတွင်းသီးတွေကိုကျွေးမှာဖြစ်ပါတယ်။ဇင်းရန်ကြီးတဲ့မွန်ထောင်းတွင်းသီးစတုတ္တိတာအလူကျွေးရမှာမို့ဘိုးချဖြူခင်ကိုရင်ကလည်းစိတ်လုံးရှားနေပါပြီ။ဘိုးချဖြူခင်ကအလူတန်းတဲ့ပတ်သက်လာရင်လက်မနေသလိုကက်စီလည်းမနေပါဘူး။ဒါပေမဲ့သူမရဲ့ဆိုင်မှာစိန်ရွှေရတနာဝယ်မှသာတွင်းသီးစောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ဘိုးချဖြူခင်ကခွန်လက်ရှိမှာဆိုရင်ဒုတိယသားလေးကိုကိုဝင်လွှဲထားရတာပါ။ ကိုဝင်လွယ်ထိုင်းရချိန်မို့အလူတွေကိုတောက်လျှောက်လုံးနေတာဖြစ်ပါတယ်။ဘရဒတ်တီကလည်းဘောချဖြူခင်ရဲ့ဘေကန်ရရော့တဲ့စိတ်ထားလေးကိုချီးကျူးနေကြတာပေါ့။ဘောချဖြူခင်ကအခုထုံးနဲ့ယူပြီးရလာတဲ့စီးစိမ်တွေကိုအကောင်းဆုံးအသုံးချနိုင်တာကြောင့်ပေါ့။ဘရန်ဒတ်တီဝဲကဖြုံးတလို့အလူတန်းတွေလောက်ကလည်းသုံးပေးပါတယ်။ဒါအပြင်အကိုထွေးရဲ့ကလေး၃ယောက်ကိုလည်းမခွဲကြဘဲပြုစုပြောထောင်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်ကလေး၅ယောက်အမေအနေနဲ့မိသားစုဘဝလေးကိုတာယာအောင်ဆွမ်းဆောင်လို့နေတာပါ။ ဒွင်းသည်ဈေးရီခေါင်ခိုက်နေတဲ့အချိန်မှမှဒွင်းသည်စတုတီတာကျွေးအောင်မဲ့ပို့ချဖြုတ်ခဲ့ပေါင်းဘရက်ဒတ်တို့ရဲ့အမြင်ကိုလည်းခမမပြပြခဲ့ပေါင်းရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါဦးနော်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ